အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ညဒါကျွန်တော်တို့ video မတင်ဘူးကျွန်တော်စဉ်းစားထားခဲ့ပေမဲ့လက်ရှိမှာဒါကျွန်တော်မနိုင်ဘူးကျွန်တော်နေလည်းသိမကောင်းဘူးဒီညရောဘာလီပေါ်တော့ GPS ချက်မှာ GPS ဖြစ်လိမ့်မယ်ဘောနော်တော်တော်လေးကိုဒါလက်ရှိမှာချက်ဘောကျွန်တော်ကျွန်တော်ချင်းကပြောခဲ့ဘူးလို့ပဲလက်ရှိမှာဒါကျွန်တော် Manchester City အသင်းဒါအဲခုလက်ရှိဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်ဖြစ်ပြီးဆိုဆုံးဖြစ်လို့လက်ရှိမှာဒါကျွန်တော်နည်းနည်းလေးကုလက်တွေ깟တယ်ပြီးရင်ဒါကျွန်တော်နေမကောင်းဖြစ်နေတယ်ပြီးရင် နည်းနည်းလေးဘိုက်ကမကောင်းဘူးအဲ့လိုပုံစံဖြစ်နေတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဒီဗီဒီယိုလေးတင်ရတဲ့အကြောင်းအရာကကျွန်တော်လက်ရှိမှာဒီဘောလုံးငလင်းတန်းပြီးတဲ့ကျွန်တော်ဒါငလင်း activity တွေပြီးတဲ့အချိန်ကစပြီးတော့အခုချိန်ထိဒါကျွန်တော်တော်ရုံတောင်လဲတာဘာမှသိမပြောဖြစ်ဘူးပေါ့နော်အဲ့လက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးနေပြောတင်တာကလက်ရှိမှာပထမဆုံးအနေနဲ့ဒါကျွန်တော်စုတုံကောင်တောင်းပေးတယ်ဒီနေ့ကဒါကျွန်တော်မြန်မာနှစ်တကူနေ့တနေ့ဖြစ်တယ်မြန်မာနှစ်တကူနေ့မှာတော့ဒါကျွန်တော်ညီကုံမောင်မားတွေအားလုံးကျွန်တော်တို့ယောဂရယောဂပေးပေးကြပြီပေါ့နော်ကျွန်တော်ဒါ ဟိုရောဘီရဲ့နေရီကနေပြီးအများကြီးကင်ဝေးနိုင်ပါစလို့ဒီညကနေစုံမအောင်တောင်းပြပါတယ်အခုလိုချိန်မှာဒါအကုန်လုံးကြောက်နေရတာပါပဲကျွန်တော်ဒါသိရတဲ့အတိုင်းပဲဒါကျွန်တော်တို့ရန်သူမျိုး၅ပါးမှ၅ပါးလုံးကျွန်တော်မြန်မာပြည်ကလူတွေကြောက်နေရတယ်အဲ့ဒီပြဿနာတော်တော်လေးကိုစိုးတယ်ဘောနော်လက်ရှိမှာဒါကျွန်တော်တို့တခုကြောက်ရတာပဲမင်းစိုးမီးပြတ်ကြောက်ရတာပဲဒါကျွန်တော်တို့တခုတည်းများအကုန်ကြောက်နေရတာပဲကျွန်တော်လက်ရှိမှာဒါကျွန်တော်တဘာဝဘီရဲ့နေကျွန်တော်ထိတ်ဆုံးတော့အားကြိုင်စဉ်းစားမိတယ်ဗောနော်ကိုရီးယားနိုင်ငံလေးမှာဘာအပြစ်များရှိလို့တလောက်များခံနေရလဲဆိုတော့အများကြီးပြစ်ရှိအဲဆိုတော့ အမှန်တမ်းပြောမယ်ဆိုတော့ဒါကျွန်တော်တို့ဖြစ်လာပြီဆိုလည်းပြည်သူမှပြည်သူပဲခုချိန်မှာရှိတာပါ ခုချိန်မှာဒါပြည်သူမှာပြည်သူပဲကဲနေတာပဲအခုလက်ရှိချိန်ဒါကျွန်တော်တို့ဟိုမမေ့မလျောက်ပဲဒါဆက်လက်ပြီးအခုလက်ရှိချိန်ဒါကျွန်တော်တို့ဟိုတရင်တွေကနှောင့်နေသွားခဲ့ပြီမြဲကျွန်တော်လက်ရှိမှာကျွန်တော်တက်နိုင်တဲ့ဘက်ကနေလဲကျွန်တော်လက်ရှိမှာ after match ပေါ့နော်ဒါကျွန်တော်ပြန်လည်ထူထောင်ရေးစီစဉ်မှာတက်နိုင်တဲ့လောက်ကူညီပေးနေစေဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်တက်နိုင်တဲ့ဘက်ကနေညီကိုအနေနဲ့လဲဒါကျွန်တော်တို့ mainly မှာဒါကျွန်တော်တို့ငန်းလေးတပံပေးသိပြည်သူများကိုလည်းမမေ့ထားပါနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့မိုးရီရွာလို့ဒါ foundation တွေဆွေးပြီးတိုက်ပြိုးတဲ့ကိစ္စလည်းဆက်လက်ပြီးဖြစ်နေပါတယ်အဲ့တော့ဒါခုနကပြောလို့ပဲဒါကျွန်တော်ပြီးသွားပြီကျွန်တော်တို့ လူတိုင်းကိုပြောတော့မှာကျွန်တော်တို့မြန်မာလူမျိုးတွေမှာတခုရှိတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့อืมကျွန်တော်မြန်မာလူမျိုးဘာလို့ဆိုတော့ကောက်ယူမိဖြစ်တယ်ပေါ့နော်ကောက်ယူမိရတာကျွန်တော်တို့ကိစ္စတိုင်းမှာပဲဒါကျွန်တော်တို့ခုဖြစ်ပြီးဆိုဟာဒါအိုးနာဝန်းနိုင်ကျဲပြီးကုညေမကောက်မို့ကောင်းတယ်ငွေအားဖြစ်ကောဒါကျွန်တော်လူအားဖြစ်ကောအဖက်ဖက်ကကျင်းတော့ဒါလုံးဝ super ပဲတကယ်ကိုလမ်းပြက်လမ်းပြန်ထွက်နေတဲ့ဒါအခြေအနေတစ်ခုပဲပေါ့နော်တကယ်ကိုဖြစ်တဲ့ moment တစ်ခုပဲ တို့ပေမဲ့တော့ညာလေဒါခုနကပြောလို့ဒါဟာရေရှည်လောင်းဝန်းဖြစ်တယ်အခုလက်ရှိအချိန်မှာကျွန်တော်တီးတလောက်ကလည်းဒါငလင်အသေးတွေကတောက်ရှော့လုပ်နေစေဖြစ်တယ်4.5ဒါကကျွန်တော်နေ့တိုင်းနေ့နေ့လုပ်နေတဲ့ငလင်အောင်ဖြစ်လာခဲ့ပြီလို့ပြောလို့ရတယ်မသိရင်ဒါကျွန်တော်တို့နိုင်ငံဒါငလင်ကိုဒါကျွန်တော်တို့ဓမင်းစာရေးသားတော်ဖြစ်လာအဲ့တော့ကျွန်တော်ဒါတွေ့နေမြင်နေရဆိုတာတခုမှလည်းအဆင်မပြေဘူးအဲ့တော့အဲ့ခုနကပြောလို့ကိုဒီဘက်ကဒီလိုမျိုးဒါကာကွယ်ကူညီပေးနေအခုလက်ရှိမှာတချို့ဆိုတာ ဟိုမရှိမရှိမနဲ့စောက်ထားလဲအိမ်လေးကတိုင်ပတ်နေလူတွေလည်းအများကြီးရှိလို့ပေါ့အဲ့တော့ကျွန်တော်တို့ကတတတဲ့ဘက်ကအခုချိန်မှာကုညင်းနေလူတွေလည်းအများကြီးရှိပါတယ်အခုချိန်မှာတတတဲ့ဘက်ကနေပြီးတော့စီးပွားရေးအမျက်ထုတ်နေတဲ့ကောင်တွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့မြေသူပင်စိုးစိကမှုဒါလက်ရှိမှာကျွန်တော်ညင်ကိုယ်တွေမောင်မတွေလည်းအကုန်လုံးဒါကျွန်တော်တို့တနိုင်နေကိုဘက်ကနေပြီးတော့ကုညင်းပေးတဲ့အကုန်လုံးလည်းကြိုးတင်ပါတယ်အဲ့တော့ကျွန်တော်ဒါညီမနှစ်တကူနေ့ကစားပြီးနောက်ဒါကျွန်တော်တို့ နှစ်များစွာမှာကျွန်တော်တို့လူတွေကျွန်တော်ညီကိုမောင်မလေးဒါကျွန်တော်တို့ဘေးပရာကင်းဝါကြပါဆိုဒီနေရာကနေဆူတောင်းပြပါတယ်ရန်သူမျိုး၅ပါးတန်ကလည်းအမြန်ဆုံးလွတ်မြောက်ပါစေလို့ကျွန်တော်ဒီနေရာကနေပြီးတော့စုမုံကောင်းတောင်းပေးချင်ပါတယ်အဲ့တော့ဒါကအရေးကြီးပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုကိုရှယ်ပြီးမှတော့ကျွန်တော်လည်းဒါကျွန်တော်အတန်အမနဲ့ညှစ်ပြီးပြောနေရဖြစ်တယ်အဲ့တော့ဒီညကတော့ဒါအမှန်တိုင်းခင်ဗျားတို့လည်းခွင့်တောင်းထားတယ်ကျွန်တော်ဒါယူရိုပါလိအကြည့်ပြချင်ပါဘာ by the way ဒါမနေ့ကဘာလို့မနေ့ကခင်ဗျားမနေ့ကဘူးလည်းပြောမှာကျွန်တော် channel ကြီးပွဲကြည့်လို့လူဖျားသွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒါလည်းအမှန်တိုင်းပြောမှာကျွန်တော်ကြည့်တဲ့ဒါ ပွဲစဉ်မှာဒါဆိုနာပေါ်သူပြန်ပြဿနာက news sport media တို့ဘာဘာကြီးရတဲ့ကြောင့်ပါတရုတ်တန်နဲ့ VNN တန်နဲ့ပြီးနောက်ကအင်္ဂလိပ်တန်ပါတယ်အဲ့တော့ကျွန်တော်အဲ့ခုနပေါ်သူပြန် Arsenal ဘောလုံးကိုကျွန်တော်ဒါ outside မှာဒါခုနပေါ်သူပွဲကျွန်တော် highlight တော့ခုနကရေးရပါကျွန်တော် highlight ကြည့်လုံးဝ highlight တော့မကြည့်ရသေး highlight တော့မကြည့်ရတဲ့ကြောင့်ကျွန်တော်ဒီနေရာမှာကြည့်လိုက်ချိန်မှာကျွန်တော်က highlight အဓိက highlight ပြန်မကြည့်တဲ့ပြဿနာပြအဲ့လုံးကလူကျွန်တော်မှန်းသိအဲ့တော့ ျွန်တော်ဒါဘလုံးမကျွန်တော်မကြည့်တယ်ပေါ်ဆိုကျွန်တော်မလုပ်ပါဘူးကျွန်တော်မကြည့်တယ်ပေါ်ဆိုကျွန်တော်ပွဲပြေးသုံးသပ်ချက်လုပ်ကိုမလုပ်ပါဘူးကျွန်တော်ကြည့်တယ်ပွဲပဲကျွန်တော်လုပ်တာဖြစ်တယ်တချို့ကြာကျွန်တော်ကပြောကျွန်တော်ဟာဒီပွဲကျွန်တော်ဘလုံးမကြည့်အားဘွဲကိုကျွန်တော်မလုပ်ဘူးအဲ့ဒီဥစားရှင်အဲ့ဒါကဟာဘာဘာကြည့်ရောမကြည့်ရကျွန်တော်ကြည့်ပါတယ်ကျွန်တော်ကြည့်တယ်ပွဲပဲကျွန်တော်လုပ်တာပါဘလုံးမကြည့်တာလိမ်ဆံမဟုတ်ပါဘူးခုနကပြောလို့ဒါကကျွန်တော်ဒီ ဒီအားတွေဘုန်းတော်ပေါ်တော့ကျွန်တော်သူများခြံရရလဲကျွန်တော်အနေနဲ့ပတ်စံနေရတယ်မို့တော့ကျွန်တော်လိန်ပြီးပြောတဲ့ဒါကြီးကဘာမှထူမှာမဟုတ်ပါဘူးဒါအဖြစ်ရရှယ်ရှယ်လေးပါအဲ့တော့ခုနကပေါ်တချို့ကြကျွန်တော် opinion မတူတာနဲ့ကြိတ်ချင်တာပေါ့နော်ခုနကပေါ်လို့ပဲဒါတောက်လျှောက်တာမမယ့် Arsenal အသင်းကိုလောက်ကာကွယ်ပြီးပြောလောက်ကောင်းတယ်လို့ပြောနေတာဆိုတာမဟုတ်ဘူးတို့ဒါဒီ penalty ကိုမရဘူးဆိုတော့ဆိုတာပြော အာစဒဒီမနီကောင်းနိုင်တော့တာပါပနဒီကကျွန်တော်ခုနပြောသူပဲတကယ်ကို offset ကိုသိဖို့မသိလိုက်တာပါခုန comment တွေဖတ်မှပဲသိတာပြီလူပါလေးလစ်နေပြီးသားဖြစ်ပါလေအဲ့ဒါကိုကြွေးပြောထားတာပါတကယ်မသိတာပါဘလုံးမကြည့်မကြည့်တော့ခင်ဗျားတို့သဘောပါကျွန်တော်ထင်ရင်တို့ထင်နိုင်ပါတယ်ကျွန်တော်ကတော့ခုနပြောကျွန်တော်မကြည့်ရင်အဲ့ဒီပွဲဘယ်တော့မှမလုပ်ပါဘူးလောက်ပါပဲညင်လည်းမညင်ဘူးလူလည်းနေမကောင်းဘူးပြန်မယ်လောက်ပဲအဲ့တော့ဘလုံးပွဲကိုကြည့်ရှုနေဆိုရင်တော့ news world media 3.0နဲ့ tv4g တို့မှာဂျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်။မြန်မာပြည်လက်ကလေးဖုန်းမေးကြပါနဲ့ဗျ။များများလေးလက်ကလေးမှမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုတူပါနဲ့။ကောင်းမွန်သောနေ့တွေဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်နေနောက်မှအေးစိတ်လို့ကြတာပေါ့။တိတ်ဖော်ဗျ။